အားလုံးမင်္ဂလာပါရှင်။ခိုင်ကော့ချာဘာလဲဆိုရင် channel လေးရနေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီနေ့အမကကြတော့မမလုပ်ပေးဖြစ်တယ်ပေါ့နော်။ဒီ comment တွေကိုလည်းမဖတ်ပေးဖြစ်ဘူး။ reply လည်းမပြန်ပေးဖြစ်ဘူးပေါ့နော်။ဒါကြောင့်မလို့ဒီနေ့ကတော့အမတိုင်တိုင်တမျှ comment တွေကိုဖတ်ပြီးတော့ reply ပြန်ပေးတာမယ်။အဲ့တော့ reply ပြန်ခင်ပေါ့နော်။အရင်ဆုံးအမ TikTok မှာလေအမအကောင့်ဖွင့်ထားပါတယ်။ခိုင်ကော့ချာဘာလဲဆိုရင်နာမည်နေပေးပေါ့နော်။အဲ့ဒီမှာလေအမကို follow လေးလုပ်ပေးချင်ပါအောင်လို့။ဟုတ် အဲ့ဒီတော့ကဒီနေ့ကပေါ့နော်အမကအထူးသဖြင့်ဒီအရိကတိုးတို့ပြီးတော့လို့ရှိရင်ဥမာအခုတွေ့နေရတယ်ပေါ့နော်ဘဏ္ဍပုံမှန်နေဆိုတဲ့ဟာမျိုးလေးတွေအဲသူစာမွေးအောင်သွားပါလေဆိုတဲ့ဟာမျိုးလေးတွေပေါ့နော်ဒါမျိုးလေးတွေကိုတော့အမကတက်နိုင်သမျှကြော်ပြီးတော့ဖတ်သွားလိုက်ပါမယ်။ဒါဆိုတော့ comment တော်တော်များများအဲ့လို comment နေပဲဆိုတော့အဲ့ဒါတွေဖတ်နေလို့ရှိရင်အချိန်ကုန်သွားမှာစိုးလို့ပေါ့နော်။အဲ့ဒါပြီးတော့နောက်တစ်ခါကျတော့အဲ့တို့ အောင်သွားတယ်အမှတ်ပြရတယ်အမှတ်ဒီကောင်းတယ်ဆိုပြီးလာပြောရည်သူတွေအကုန်လုံးလည်း reply မပြန်မဖြစ်တာဒီနေ့ကနေပြီးတော့တောင်းပန်ပါတယ်ပေါ့နော်ပြီးတော့အကုန်လုံးဒီလိုမျိုးအောင်သွားဖြစ်တဲ့တကြမို့လို့အကုန်လုံး omedate တို့ပါအကုန်လုံးလက်ထပ်ဝမ်းသာရယ်ပေါ့နော်တစင်အောင်သွားပြီးဖြစ်တဲ့တကြမို့လို့နောက်ထပ် interview ဖြေဖို့ဒီဂျပန်လာပို့တွေကိုပဲ outside စီစဉ်ပါတယ်ဟိုက်အကယ်၍ပေါ့နော်မအောင်မဲနေဒီကြဆုံးခဲ့တဲ့သူတွေဆိုလို့ရှိရင်လည်းအဲ့တို့စိတ်တမကြမ်းလေပေါ့နော်ပြီးတော့ 調査ဖို့အတွက်အခွင့်အရေးညရှင်ပေါ့နော်။စာမွေးကဥပမာတစ်ချိန်ပဲဖြည့်လို့ရမယ်၊နှစ်ချိန်ပဲဖြည့်လို့ရမယ်ဆိုပြီးတော့ကန့်သတ်မထားဘူးပေါ့။သူတို့အဓိကဘာဖြစ်လို့45ရက်ချခိုင်းတာလဲဆိုတော့ဒီ45ရက်အတွင်းမှာအဲ့လူကတရားလေးပြန်ပြီးတော့လေ့လာပါဆိုတဲ့သဘောမျိုးနဲ့ပေါ့နော်။ရက်ချပြီးတော့စာမွေးကိုပြန်ပြီးတော့ဖြည့်ခိုင်းတာ။အခွင့်အရေးကတော့ကိုကမနေ့ကျင်းပဲကြာဆုံးကြာဆုံးဖြေခွင့်ရှိပါတယ်။ဒါကြောင့်မလို့ကြာဆုံးသွားရင်လူလေးစိတ်တမညစ်ပါနဲ့။အဲပြီးတော့ဒီ comment လေးကကြာတော့ဂျပန်ရောမြန်မာရောတဲ့နှစ်ပိုင်းလုံးကိုအမှတ်တရရရဆိုတော့အဲတော်တော်လေးတော်ရပေါ့နော်။မြန်မာပိုင်းအမှတ်တရရရဖို့ဆိုတာ တိတ်ပြီးတော့မလွယ်ဘူးတိတ်မလွယ်ဘူးဆိုတာလွယ်ဦးမလွယ်တာဗောနော်မြန်မာပိုင်းအမှတ်တရရဖို့ဆိုတာတော်တော်လေးရှားပါတယ်အဲ့တော့ဒီတယောက်ကတော့နှစ်ပိုင်းလုံးတရရခဲ့တယ်ဆိုတော့သူဘယ်လိုပြောမလဲတော်တော်လေးတော်တယ်လို့မြင်တယ်ဗောနော်ဒါကြောင့်မလို့ဒီတယောက်ကိုလည်း omelette တို့ပါအောင်းတဲ့သူအကုန်လုံး omelette လို့ပြင်နော်အဲ့ဒါပြီးတော့အပိုင်းလေးရှာလို့မတွေ့လို့ပါတဲ့အဲ့တော့ခိုင်းခွင့်မြန်မာပိုင်းအပိုင်းသုံးဆိုတော့အပိုင်းလေးကတိတ်နေပါရှိပါတယ်နော်ညီမလေးတေချာရှာကြည့်ပါရှင့် ဲ့ဒါပြီးသွားလို့ရှိရင်ဆန်စီဘိုးဘတွေကိုဘယ်လိုမြင်လဲဆိုဘယ်လိုဖြေရမလဲရှင်နဲ့အဲ့တော့ဖိုးဘတွေကိုဘယ်လိုမြင်လဲအဲ့ပေါ့နော်ဒီခိုးရေလျှောက်တော့အမွေမတ်စကာဒီရောရှာဆာမောက်တော့အမွေမတ်စကာရောရှာဆာမောက်တော့မီရဲမတ်စကာစသဖြင့်ပေါ့နော်ဒီလိုမျိုးဘယ်လိုမျိုးမြင်လဲဘယ်လိုထင်လဲဆိုတော့မေကိုမျိုးကအဲ့တော့တာမနီအရုခေတော့မေးတယ်လေမဟုတ်ဘူးเนาะတော်တော်လေးတော့မေးဖို့ရှားပါတယ်ဒါပေမဲ့မေးလာခဲ့တယ်ဆိုရင်ဘယ်လိုဖြစ်မလဲပေါ့เนาะအဲ့တော့အဲ့လိုမျိုးမေးလာခဲ့တယ်ဆိုလို့ရှိရင်အဖိုးဖားတွေကချီချီကက်ကဟိုးဖူဟိုးဖူတဲဆိုလို့ရှိရင် သူတို့တွေကဒီဘဟုသုတတွေကကျွဲဝါတဲ့သူတွေလို့မြင်ပါတယ်ဒါကြောင့်မလို့ဒီဖိုးဟာရီဆီယာနေပြီးတော့ဒီဂျပန်နဲ့ပတ်သက်ပြီးတော့ဗောနော်အမျိုးမျိုးသင်ယူခြင်းနဲ့အမသိရလေးတွေကိုလည်းဖိုးဟာရီဆီယာနေပြီးတော့သင်ယူခြင်းနဲ့ဆိုပြီးတော့ပြောလို့ရတယ်ဗောနော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဟိုအဖိုးဟာရီကအတူအိုင်းအချင်းနေတဲ့သူလိုမြင်နေတို့ပြီးရင်ဖိုးဟာရီကအဲဟီတိုလီတဲတဲခိနာဟီတိုတိုမြေရုဆိုပြီးတော့ဒီလိုမျိုး negative ဆန်တဲ့အဖြေမျိုးတွေကတော့မဖြေတာအကောင်းဆုံးပဲဗောနော်အထူးသဖြင့်အဖိုးဟာရီကအဲတူ အကောင်ဘက်ကနေပြီးတော့เนาะဒီအဖိုးဖားတွေကိုကိုယ့်ဘက်ကနေပြီးတော့အကောင်ဘက်ကနေပြီးတော့မြင်တဲ့အဖြေမျိုးကိုဖြေတာကအကောင်ဆုံးဖြေတာဖြစ်တဲ့အတွက်ကြောင့်မလို့ခုနပြောရဲပေါ့เนาะအဖိုးဖားတွေကဘ ഹു တုတ္တတွေကျွဲဝါးတဲ့သူလို့မြင်ပါတယ်ဆိုပြီးတော့အစတဲ့ဖြေပေါ့เนาะဒီလိုမျိုး positive အတွေးလေးရှိတဲ့မိန်းကလေးတွေကိုဖြေပေးစေချင်ပါတယ်เนาะအဲ့တော့အောင်သွားရေဆိုတဲ့ comment လေးတွေကိုတော့အမှကြော်လိုက်ပါမယ်เนาะအဲ့ပြီးတော့ဆက်စစ်အစီအပြေရင်းနဲ့အဆက်လေးတင်ပြီးပါအောင်နဲ့အဲ့တော့ခိုးတဲ့ခိုးတဲ့က အမအကုန်လုံးတင်ပြီးသွားရင်မှုန်လိုက်ရင်အမကိုအမတော့မေ့သွားပြီပေါ့နော်အမအိတ်ဆောက်တီးလေးမပါတော့ဆိုတော့ဒါပေမဲ့အမပြန်ပြီးတော့ကြည့်ပေးပါမယ်ကဲ၍ခိုးတဲ့ခိုးတဲ့ကြံနေသေးရယ်ဆိုလို့ရှိရင်လည်းအမထပ်ပြီးတော့အဆက်လေးတင်ပေးပါမယ်နော် same mini video မတွေ့လို့တစ်ချက်လောက်ပြပါလားတဲ့တစ်ချက်လောက်ပြပါလားဆိုတော့ same mini ကအခုက2025ဆိုလွန်ခဲ့တဲ့2နှစ်လောက်တည်းအတင်ထားတာပေါ့နော်ဒါကြောင့်မို့လို့ video တွေကလည်းအမရဲ့ channel မှာတရားကြုံနေပြီအဲ့တော့ same mini ကတော်တော်လေးအောက်ဖက်ရောက်တဲ့စီမှာရှိမယ်လို့ထင်ပါတယ် ရှိပါတယ်เนาะ my video တွေမဖြတ်ထားပါဘူး video တွေအကုန်လုံးရှိပါတယ်တခြားလေးရှာကြည့်ပါရှင့်တော့ comment တွေပြန်လာနေနေနောက်ကျနေပြီဆိုတော့ဒီမှာမေးထားတဲ့သူတွေကစာမွေးတွေဖြေနေအောင်ဖြေပြီးလောက်ပြီပေါ့နော်ဒါကြောင့်မို့လို့ဖြေပြီးတော့ရဆိုလို့ရှိရင်လည်းအားလုံးပဲမင်းနဆန်မရှိပါခင်ရဒီမဆန်ဟိုက်နောက်တစ်ခုကကျတော့ဂျပန်ပိုင်းခန်းကြီးကြက်ဆရာမလို့ဘူးလားတဲ့ဂျပန်ပိုင်းခန်းကြီးက အဲ့တို့ချက်ဆရာမလို့လားဆိုတော့ပေါ့နော် fight n5 n4 ခန်းကြီးကတော့ဂျင်းနေပါတီးဖို့လိုအပ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ n5 n4 မှာမတင်ခဲ့ရတဲ့ဥမာခန်းကြီးပေါ့နော်ဥတစ်ပြေခါရာနဲ့ဆိုင်တဲ့ခန်းကြီးတွေပေါ့ဒီလိုခန်းကြီးတွေချက်ဆရာမလို့ဘာဖြစ်လဲဆိုတော့ခါရာနဲ့ဆိုင်တဲ့ခန်းကြီးတွေက n3 လောက်မှာတော့တိတ်မပါဘဲ n2 n1 မှာပဲအပါများဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီခန်းကြီးတွေကဂျင်းနေပါချက်ဆရာမလို့ဒါပေမဲ့လို့ n5 n4 မှာပါခဲ့တဲ့ ဒီ hit တို့တို့ဘာလို့ပေါ့နော်စသဖြင့်ဒီလိုမျိုးလွယ်တဲ့ခန်းချီတွေအကုန်လုံးကိုတော့တိထားရတော့အကောင်းဆုံးပဲပေါ့နော်ပြီးတော့ဂျပန်ပိုင်းဒီဒီလိုမျိုးခိုင်းကော့တွေဖြည်းပြီးဆိုပြီးတဲ့ကောမင်းနဆန်တို့ရဲ့ဒီဂျပန်စာလေးတွေက N4 ရှိမယ်လို့ထင်ပါတယ်ဒါကြောင့်မလို့ N5 N4 ခန်းချီလောက်ကတော့တိတင်တယ်လို့ထင်ပါတယ်ဟိတ်အဲ့ဒါပြီးသွားတော့တဲ့အောင်ခဲ့ပါပြီပေါ့နော်အောင်ခဲ့ပါပြီဆိုတော့ comment တွေဖတ်လိုက်ပါမယ်နော်အဲ့တော့ high sense တဲ့ခိုင်ခေါ်နောက်က sky 言葉は借ります さんかな。ちゃんにやってね。わかりませんとてもって。しかとワイカケスになりました。教えていただけますかって。အဲ့တော့ကျွန်တော်ပြောတာကဒါရောဒီခိုင်းခွက်လုပ်ငန်းခွင်မှာတုံးတဲ့ဒီဝါဟာရာပေါ့နော်ကိုတူပါတွေသူနားမလည်ဘူးတဲ့အကြောင်းမလို့ဂျပန်မှာလွတ်လွတ်လပ်လပ်တလရှိပြီပေါ့နော်အဲ့တော့သူ့ရဲ့မျက်နှာလေးနဲ့ဆိုတော့အမှ comment အပေါ်လေးထိုင်မယ်နော်ဒီကသူ့ရဲ့မျက်နှာလေးပါသွားမှာဆိုလို့သူဂျပန်ရောက်လာတဲ့တလရှိပြီပေါ့နော်တင်မင်းမလားဆိုတော့သူ့ရဲ့စာလေးဖတ်ပြတဲ့အခါမှာအမှတက်နိုင်တဲ့မြတ်နောက်ရက်တကြလို့ရှိရင်ဒီလုပ်ငန်းခွင်မှာ တနေ့တော့ communication လုပ်တဲ့ခါမှာသုံးနာတွေအဲ့တို့ပြီးတော့လို့ရှင်ပါတော့ဒီအဖိုးဖိုင်းနဲ့ပတ်သက်ပြီးတော့တုံးနေခိုးတို့ပါလေးတွေကိုအမှရွေးပြီးတော့တင်ပေးပါမယ်။အမှဟိုတယ်လုံးတော့လည်းဗီဒီယိုနှစ်ခုသုံးခုတင်ပေးရပါတော့ခိုင်းကလုပ်ငန်းခွင်သုံးဝဟာရဆိုပြီးတော့ဟိုမှာရောဆူမီလို့ဆိုတာဘာကိုပြောတာလေးတို့။ဟိုချစ်ဆွိတ်ဒိတ်လို့ဆိုတာဘာကိုပြောတာလေးတို့။အဲ့တို့ပြီးတော့လို့ရှင်ဟိုင်ဘန်ဟိုင်းနီယောပေါ့နော်။အမှအွန်ချီတို့အိုရှိခိုးတို့ဒီလိုမျိုးအခေါ်အော်လေးရှိရဆိုတာလေးအမှတင်ပေးထားရှိပါတယ်။နည်းနည်းကြလို့ရှင်အဲ့လိုမျိုးခိုးတို့ပါလေးတွေမဟုတ်ဘဲနဲ့စကားပြောအရှိလေးတွေရောပေါ့နော်။ဒါမျိုးလေးလည်းတင်ပေးပါမယ်။ ဲ့တော့နောက်တစ်ခါကျတော့အခုအမဒီ channel မှာပြတော့ခိုင်းကောလုံကခွင်သုံးစာအုပ်ဆိုတဲ့စာအုပ်ကိုတင်ပြနေရရှိပါတယ်အဲ့စာအုပ်ကိုလေ့လာလို့ရှိရင်လည်းအဆင်ပြေမယ်လို့ထင်ပါတယ်အဲ့စာအုပ်ထင်ရစာကြောင်းတော်တော်များများကအမတို့ဒီခိုင်းကောလုံကခွင်မှာအခုလက်ရှိပေါ့နော်တုံးနေတဲ့စာကြောင်းတွေပဲဖြစ်တဲ့တကြောင်မလို့အမအဲ့စာအုပ်ကိုတင်ပြနေရရှိပါတယ်ဟုတ်ဒါဆိုလို့ရှိရင်တော့နောက်ထပ် comment လေးတစ်ခုတွားကြပါမယ်အင်းအောင်ခဲ့ပါပြီဆိုရဲဟာလေးကိုကြိုးလိုက်မယ်နော်။ပြပြီးတော့ပါလေ။ ဆန်းစိခုဒမအိစုရဲ့အစိတ်ပိုင်းခူတူပါလေးတင်ပေးပါလားတဲ့ခုဒမအိစုရဲ့အစိတ်ပိုင်းခူတူပါအမတခါမှမတင်ပေးဘူးလားယင်အဲ့ဆိုလို့ရှိရင်အမနောက်နေ့ကျလို့ရှိရင်ဒီ comment လေးတခြားလေးမှတ်ထားပြီးတော့တင်ပေးပါမယ်နော်အဲ့တော့ခုဒမအိစုရဲ့ခူတူပါလေးဒီလေအဲ့တူတိထားတင်နေပါတော့ခုဒမအိစုမှာဆိုလို့ရှိရင်လည်းအမျိုးအစားတွေရှိတယ်ပေါ့နော်အမခုဒမအိစုဆိုရတာဟာရှိတယ်ခုဒမအိစုမှာမဘလို့ခုဒမအိစုလေးပေါ့နော်ပြီးတော့လို့ရှိရင်ဖြုတ်လို့တက်လို့ရတဲ့ဟာမျိုးလားပြီးရိခုဆိုတဲ့ဟာမျိုးတွေလည်းရှိတယ်ပေါ့နော်စသဖြင့်အမျိုးအစားတွေလည်းအများကြီးရှိတယ်လို့မျိုးဒီခုဒမအိစုရဲ့ ဟိုတုံးအစိတ်တိုင်းခူတူပါလေးလည်းအများကြီးရှိပါတယ်အဲ့ဒါနောက်ရကြလို့ရှိရင်အမပုံလေးတွေနဲ့တေချာလေးဗီဒီယိုလေးတင်ပေးပါမယ်နော်ဒီ comment လေးအမတေချာလေးမှတ်ထားပေးပါမယ်ဆန်းစီရဲ့မေကိုဟောင်းဗီဒီယိုပဲကြည့်အောင်မှတ်ကလုံလောက်လာတဲ့မြန်မာပိုင်းမေကိုဟောင်းဆိုတော့အဲတူအမအငြင်းနဲ့ပြောတယ်ပေါ့နော်မြန်မာပိုင်းဆိုတာကျတော့ဒီစာအုပ်တစ်ခုတည်းကိုအားကိုးလို့မရဘူးဒါပေမဲ့ဘယ်ကနေနေလာမလဲဆိုပြီးတော့ထပ်ပြီးတော့ပြောရအောင်လေအဖြေရမရှိဘူးပေါ့နော်ဘာဖြစ်လဲဆိုတော့မေကိုနေရာကျတော့သူကဒီမြန်မာပိုင်းဒီ ပေါ့နော်စာအုပ်ကိုလေးလိုက်ဆိုလို့ရှိရင်အမတို့အမှတ်60လောက်တော့ရတယ်အမှတ်က60ဆိုလို့ရှိရင်တော့ကျင်းနေပါအမှတ်တော့ရတယ်ပေါ့နော်ဒါပေမဲ့လို့ကျင်းနေအမှတ်40ရလေခက်တယ်မေးခွန်းနေမဟုတ်ပဲနဲ့အမတို့ဒီနေ့တူကပေါ့နော်ဒီကိုရဲ့မိသားစုတွေမှာတုံးတဲ့ဒီအတွေးခေါ်တွေကိုရဲ့ဒီကျန်းမာရေးနဲ့ပတ်သက်တဲ့အခြေခံမဟုတူတာစသဖြင့်ဘယ်လောက်ရှိလဲဆိုတာမျိုးစစ်တာပေါ့နော်ဒါကြောင့်မို့လို့အဲ့တို့မြန်မာဘိုင်းကတော့တိတ်ပြီးတော့အကြမရှိဘူးပေါ့နော်အဲ့တော့ main ခေါက်ဗီဒီယိုပဲကြည့်အမှတ်ကလုံလောက်လားဆိုတော့အမှတ်ကတော့လုံလောက်တယ်လို့တော့ထင်ပါတယ် ဘာလို့လဲဆိုတော့သူကတပိုင်းတပိုင်းမှာပေါ့နော်ဒီစာကနေပြီးတော့မေးတယ်မေးခွန်းလေးတွေကအမှတ်ရလောက်တယ်လို့ထင်ပါရှင့်တော်တော်များများကြတော့ဒီဘက်ဘလောင်းနဲ့အောင်လဲဆိုတဲ့ဟာမျိုးတွေပေါ့နော်ဒါမျိုးလေးတွေကိုပြောထားရဖြစ်ပါတယ်ရှင့်ဒါဆိုလို့ရှိရင်တော့ဒီနေ့တော့ ချီတောင်းနေတော့ကြမှာဆန်းစီမြန်မာပိုင်းအောင်ခဲ့ပါပြီကျေးဇူးပါရှင့်ဂျပန်မိုင်းကိုလည်းကျေးဇူးပါမယ်တဲ့ဟဲ့ဂျပန်မိုင်းကိုလည်းကျေးဇူးပါရှင့်ကျေးဇူးအများကြီးတင်ပါတယ်တော်တော်များများကတော့ဂျပန်မိုင်းကိုလည်းအမှတ်ပြရကြတာများရယ်ပေါ့နော်ဟဲ့ဒါဆိုလို့ရှိရင်တော့ဒီနေ့ကတော့ဒီလောက်ပဲ နည်းပဲရှင်းလိုက်ပါအောင်မယ်ပေါ့နော်အဲ့တော့ဒီထဲမှာလည်းမေကုံးတော်တော်များများပေါ့နော်ဒီမှာ၄ခု၅ခုလောက်ဖြည့်ပေးထားဖြစ်တဲ့အကြောင်းမလို့ဘယ်သူတွေပါလဲမေးထားတယ်ဆက်စီကဘယ်လိုလေးပြန်ပြီးတော့ဖြည့်ပေးထားလဲဆိုတော့သိကျင်နေဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးကြည့်ကြပါနော်ဟိုက်မင်းနာစင်တာဆိုရင်နောက်ဗီဒီယိုမှာပြန်လည်းတွေ့ကြမယ်နော်ဟိုမှာတတ်နေ